ဖရတရားတန်ဃာကိုကိုယ်ွယ်စီကတ်လို့ရှိရင်တဲ့မြတ်စွာဘုရားရေကေစီဗုဒ္ဓံတရဏံကတာတိနတ်တိခမိတ်တန်တိအပါယပုမေအပေမကြဘူးလို့ကိုဟောထားတယ်နော်တရဏဂုံတည့်ရဲ့နဲ့တရဏဂုံစီကတ်တဲ့ပုဂ္ဂိုလ်ဟာအပေမကြဘူးဆိုတီယိုနိုင်ငံမှာဖြစ်ခဲ့တဲ့ဝတ္ထုလေးတစ်ခုကိုကြည့်တီယိုနိုင်ငံမှာတက္ကະတူကဗုဒ္ဓဘာသာမဟုတ်ဘူး သူကအသက်မွေးဝမ်းကြောင်းမလုပ်လဲလို့ဆိုလို့ရှိရင်တက္ကလုပ်ငန်းနဲ့အသက်မွေးတယ်ပေါ့ခုခေတ်တော့နားထောင်ကောင်းခေါ်တဲ့ရေလုံသားတဲ့နော်ရေလုံငန်းနဲ့အသက်မွေးတယ်ပေါ့အဲဒီတေကနီးကြတဲ့အခါကျတော့ကိုလို့ရတဲ့ဟာကိုအာယုံထဲမှာလားထင်တာပဲဒါသဘာဝပဲကိုဘာတွေလုပ်ခဲ့တယ်ဆိုတာကိုအရေးမဲကြီးလို့တေကနီးကြလာပြီးတော့စိတ်ထဲမှာလွှမ်းမိုးနေမှာပဲ ဲသူလည်းတေကနေကြတော့သူလှုပ်လာခဲ့တာငါတွေဖန်သက်ရောင်းချဒီလိုလှုပ်လာတာဆိုတော့အဲ့ဒီအကုသိုလ်တွေကအယိတ်မဲကြီးလိုလာပြီးတော့လွှမ်းမိုးထားပြီတေလို့ရှင်ငရဲကြမှာတေချမ်းနေအဲ့ဒီအချိန်မှာယဟန္တာကြီးတစ်ပါးကဆွန့်ခံရင်းနဲ့အဲ့ဒီကကြီးတေအံမူးမူးဖြစ်နေတော့တနာလို့ဆိုပြီးတော့ကြွသွားကြွသွားပြီးတော့ သူ့ကိုအားပေးစကားပြောပြီးတော့အကိုရဲ့မဲ့ဖြစ်နေတဲ့အချိန်လေးမှာမင်းဘဝကူကောင်းအောင်ငါချပေးတာလေးလိုက်စုံမလားဆိုပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုတာချပေးတာလိုက်စုံလိုက်တယ်သံဃံတရဏံကိစ္ဆာမိလည်းဆိုလိုက်ရောမေးကပြုတ်ကျသွားပြီရှာကလေးသွားတော့အဆိုးနိုင်တော့ငါးပါးသိလားအဲ့ဒါလို့ဆိုရင်နဲ့စိတ်ထဲမှာအာကိုးသွားတယ်သူစိတ်ထဲမှာ ဒီဗုဒ္ဓံတရဏံကိစ္ဆာမိကိုအာကိုပြီးတော့တေသွားတော့ဘာဖြစ်တုံဆိုငရဲလွတ်ပြီးတော့သူကငရဲမရောက်တော့ဘဲနဲ့ဘုံမဆုနဲ့သွားဖြစ်တယ်။နတ်ဆိုတာလူလိုမွေးနေရတာမဟုတ်ဘွားကနဲ့သွားဖြစ်တယ်။အဲ့ညကြတော့အဲ့ဒီရဟန္တာကြီးစီလာတယ်အရှင်ဘုရားတဲ့သူဘုံမဆုနဲ့ဖြစ်တဲ့အကြောင်းပြောတယ် ရှင်ဘုရားက၅ဘာတိလသာဆက်ချပေးလိုက်မယ်ဆိုရင်တပည့်တော်ဟာအထက်နတ်ပြည်တော်ရောက်မှာအခုတော့ရှင်ဘုရားကတန်ခံတရဏံကိစ္ဆာမိရင်ဆုံးသက်သွားတာဆိုတော့ယန္တာကြီးကပြောတယ်မင်းမမဆုံနိုင်တော့တာတဲ့ငါကတော့ချပေးပါတယ်နော်မင်းမဆုံနိုင်တော့ဘူးအဲ့ဒါဒေဂန်ကြီးမှကဲတင်လိုက်တဲ့ချက်ဒီလိုကိုကဲနိုင်တယ်လို့ဆိုတာဒါတရားဓမ္မဒီလိုကဲတင်နိုင်တယ်ဒါကြောင့်မို့တရဏလို့ခေါ်တာ အဲ့လိုကဲတင်ခဲ့တဲ့ဝတ္ထုဇာလန်းတွေဟာအများကြီးရှိတာပေါ့